အားလုံးမင်္ဂလာပါ Marsh Academy Channel နဲ့ပြည်သားအားလုံးကြိုဆိုပါရခင်ဗျာကျွန်တော်တို့ Marsh Academy Channel ရာဆိုရင် MMA လောကရဲ့နောက်ဆုံးသတင်းတွေ1 Championship UFC ဆရှိတဲ့သတင်းတွေနဲ့မြန်မာကိုယ်စားပြု Fighter တွေထူးခြားတဲ့အကြောင်းတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေတဲ့ Channel လေးတစ်ခုပါဒါကြောင့်မလို့ Marsh လောကစီးဝင်စားတဲ့ညီကိုရင်းနဲ့ကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ထားပြီးစောင့်ကြည့်ဖို့ကျွန်တော်ကမြစ်တိုက်ခံတောင်းဆိုပါရခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒီနေ့ကျွန်တော်ပြည်သားတွေစီကိုပြောချင်တာကတော့ မြန်မာဖိုင်တာတွေကငယ်နိုင်မလို့တန်းစင်ကိုလေဒီတစ်ခေါက်လုံးဝအပြတ်သက်နိုင်အောင်ကစားသွားမယ်လို့ဆိုလာတဲ့ထိုင်းဖိုင်တာ compound ရဲ့အကြောင်းလေးကိုကျွန်တော်ပြည့်သက်တဲ့စီဝေမြပေးချင်တာပါ ဒီဘက်တောက်ကြနေ့မှာ1 championship က1 friday fight 132ပြန်ပွဲကိုချင်းပသွားတော့မယ်အဲ့ဒီပြန်ပွဲမှာမြန်မာကိုယ်စားပြု fighter 3ယောက်ထိပါဝင်ရင်ဆိုင်ထိုးသက်ကြမယ်ဒါကို1 championship ကလည်း official ချပြထားပြီးပြီမီဒီယာတော်တော်များများကလည်းတင်ဆက်ထားပြီးဖြစ်လို့ပြည်သူအလုံးလည်းသိမယ်လို့ထင်ပါတယ်အဲ့ဒီ fighter တွေကစိုးနောင်ဦးတန့်စင်နဲ့ veronica တို့ဖြစ်တယ် fro ကတော့ဒုတိယခေါင်းပွဲနေရာကနေဆိုင်ထိုးသက်ရမယ်အခြားမြန်မာ fighter တွေယောက်ကတော့ရှေ့တွေ့ဆိုင်လေးတွေနေရာကနေပါဝင်ရင်ဆိုင်ထိုးသက်ကြမှာဖြစ်ပါတယ် ဒီနေရာမှာကျွန်တော်ဒီနေ့ဦးစားပေးပြီးပြောချင်တာကတန်းစင်ရဲ့အကြောင်းပါ။တန်းစင်ရဲ့အကြောင်းကိုမှတန်းစင်ကိုသူအေးစစ်စစ်နိုင်မယ်လို့ပြောလာတဲ့ Time Fighter Component ရဲ့အကြောင်းကိုကျွန်တော်ကပြည်သက်တွေစီဝင်မြပေးချင်တာ။တန်းစင်ရဲ့ဒီဒီဇိုင်းတွေးမဲ့ Fighter က Time Fighter Component Component 9က1 Championship မှာ6ဝဲထိုးထားတယ်။9ပွဲနိုင်2ပွဲရှုံးဆိုတဲ့ရလဒ်တစ်ခုကိုပိုင်ဆိုင်ထားတယ်။ဒီ Fighter ကနောက်ဆုံးထိုးတက်ခဲ့တဲ့9ပွဲစက်တိုက်ကိုလည်းနိုင်မွေးယူပြထားတယ်ဗျာ။ ဒါကြောင့်ဒီဖိုင်တာကလုံးဝ short တွက်လို့မရတဲ့ဖိုင်တာဆိုတာကျွန်တော်တို့ကပထမဦးဆုံးသတ်မှတ်လို့ရတယ်။ဖိုင်ဖိုင်တာကလက်ရှိမှာသက်32နှစ် ရှိနေပြီးအရက်က9ပြီ9လမှရှိတယ်။ပြီးတော့သူကနမေကျော် Time Fighter Saxon ရဲ့ညီဖြစ်နေတယ်။မွေထိုင်းပိုင်းမှာတော်တော်လေးကိုကောင်းတယ်။တက်ကနစ်အပြင်အပြုတ်ကစားတတ်တယ်။ပြီးတော့တဖက်ပြန်မဖိုင်တာတွေလည်းခေကိုကြောင်းထိုးနိုင်တဲ့ပါဝါရှိတယ်။သို့ပေမဲ့ဒီဖိုင်တာမှာအားနည်းချက်ရှိတာကမာဂုံမိုင်းအားနည်းတယ်လို့ကျွန်တော်ကတော့မြင်တယ်။ ဝမ်းချမ်းမရှင်မှာတော့နှစ်ပွဲပဲရှုံးမှုတယ်အဲ့နှစ်ပွဲကိုလည်းအလဲထိုးတွေနဲ့ပဲရှုံးပေးခဲ့ရတာသူ့ကိုနော်ဒေါင်းကြောင့်ထိုးနိုင်ရင်အဲ့ဒီဖိုက်တာကပွဲဖြတ်ရတာပိုလွယ်တယ်လို့ကျွန်တော်ကတော့မြင်တယ် distance တစ်ခုမှထားပြီးထိုးတယ်ပြီးရင် technique ကြကြကစားတတ်တယ်ပြီးတော့သူကမြန်မာဖိုက်တာနှစ်ယောက်ကိုလည်းနိုင်ထားဖို့ဒီမြန်မာဖိုက်တာနှစ်ယောက်ကိုလည်းတက်ကနစ်ပိုင်းကအားတောင်ကစားပြီးနိုင်ထားတာလို့ကျွန်တော်ကတော့မြင်နေသူနိုင်ခဲ့တဲ့ဖိုက်တာတွေကတော့မိုးထအောင်နဲ့ဆွန်ရက် ဆွန်ရဲနဲ့ပွဲမှာတော့သူတပြင်ကိုတပြင်နဲ့ဘသူမဆိုအနိုင်ပေးလို့ရတယ်ဒါပေမဲ့ခွန်ဘွန်နိုင်ကထိုင်းဖိုက်တိုင်းဖြစ်တဲ့ကြောင့်မလို့ဆွန်ရက်ကိုအရှုံးပေးပြီးခွန်ဘွန်နိုင်ကိုအသာပေးလိုက်တယ်မိုးထောင်နဲ့ပွဲမှာတော့အကောင်းဆုံးပုံစံနဲ့ခွန်ဘွန်နိုင်ကထိုးသက်ပြနိုင်တယ်ဒါကြောင့်ယူနေတဲ့မဲ့ decision နဲ့မိုးထောင်ကိုနိုင်သွားတယ်သူကမြန်မာဖိုက်တာ၂ယောက်ကိုနိုင်ထားဘူးရဲ့ဗျာပြီးတော့သူ့အကိုဖြစ်တဲ့ဆက်ဆန်ကလည်းကျွန်တော်ရဲ့ကိုဆိုးယူနိုင်ထားဘူးလေဒီတော့ဒီဖိုက်တာမှာကမြန်မာဖိုက်တာရင်းနဲ့ပတ်သက်ပြီးအတွေ့အကြုံတွေအများကြီးရှိနေမယ်လို့ကျွန်တော်ကတော့မြင်နေတယ် ဒါကြောင့်မလို့ခွန်ပေါ်နိုင်ကဘာပြောလာလဲဆိုတော့မြန်မာဖိုင်တာတွေကသူ့အတွက်ငယ်နိုင်မယ်ဒါကြောင့်ဒီလိုချိန်မှာလဲတန်းစင်ကိုရှော့မတော့ဘူးဒါပေမဲ့တန်းစင်ကိုလဲသူအေးစင်းစင်းနိုင်တယ်ဆိုတဲ့ပုံစံမျိုးနဲ့အခုလိုပြောလာတယ်ဝမ်ချမ်းမင်းရှင်းစင်မြင့်ထက်မှာမြန်မာဖိုင်တာနှစ်ယောက်လုံးကိုကျွန်တော်အနိုင်ယူပြီးပြီနှစ်ယောက်စလုံးကလည်းတကယ်ကိုကောင်းတဲ့ဖိုင်တာတွေမတူညီတဲ့ game plan နေနဲ့မတူညီတဲ့ style နေနဲ့ကစားတတ်တဲ့ဖိုင်တာတွေပါကျွန်တော်နဲ့ထိုးတက်ခဲ့တဲ့ဖိုင်တာတွေထဲမှာဆွန်ရက်ကအဝင်ထွက်မြန်တယ်မြန်မာဖိုင်တာမိုးထအောင်ကခံနိုင်ရင်ကောင်းတယ် မြန်မာဖိုင်တာတွေရဲ့အဓိကကောင်းတဲ့အသာချက်ကတကယ်ကိုမာကွန်အပြင်ကောင်းကြတယ်။ဒါပေမဲ့ဒီဒီချိန်မှာလည်းကျွန်တော်ကတန့်စင်ကိုအနိုင်ရယူအနိုင်ရမယ်လို့ကြိမ်းပြီးယုံကြည်နေပါတယ်။တန့်စင်ကအားပါတဲ့လက်သီးထိုးချက်တွေတုံးတက်တယ်။အောက်ခြေကန်ချက်တွေကောင်းတယ်။ striking မိုင်းမှာတော်တော်လေးကိုကောင်းတယ်။သူ့ရဲ့ပါဝါကလည်းထီးရင်ကျနိုင်တဲ့ပါဝါမျိုးရှိတယ်။ဒါပေမဲ့ကျွန်တော်ကသူ့ကိုလုံးဝစိုးရိမ်မှုမရှိဘူး။သူ့ကိုကျွန်တော်အေးအေးဆေးဆေးနဲ့ဖြေရှင်းနိုင်တယ်။ကျွန်တော်ယုံကြည်ထားတယ်ဒီပွဲမှာကျွန်တော်ကနိုင်ပွဲဆက်နေမှာ။ ူကရှုံမွေးတွေစက်နေတယ်ဆိုပေမဲ့ကျွန်တော်ကသူ့ကိုလုံးဝ short တွက်ထားခြင်းမရှိဘူးဒါပေမဲ့မြန်မာ fighter တွေကငယ်နိုင်ဖြစ်တဲ့ကြောင့်မလို့တန်းစင်ကိုလည်းကျွန်တော်ကနိုင်အောင်မှာပါပဲဆိုပြီးတော့ compound နိုင်ကပွဲချိုစကားပြောဆိုသွားတာပါဒါကတော့ compound နိုင်ကသူ့ရဲ့အမြင်လေးတစ်ချို့ကိုပြိသက်တွေစီကိုချပြလိုက်တာမြန်မာ fighter တွေနဲ့ပတ်သက်ပြီးသူခံစားရတဲ့အကြောင်းလေးကိုပြောလိုက်တယ်လို့ကျွန်တော်ကတော့မြင်ပါတယ်။ဒါအပြင်သူကတန်းစင်ရဲ့ပွဲတွေကိုလည်းတေချာလေးလာထားတယ်။တန်းစင်ကိုသူဘလို့အနိုင်ယူရမလဲဆိုတဲ့ game plan နေနဲ့သူ့မှာရှိနေတယ်လို့ကျွန်တော်ကတော့မြင်ပါတယ်။ ဒီဘွဲမှာကျွန်တော်တို့ fighter လေးကသေးသေးချာချာတော့ကစားဖို့လိုတယ်။အရင်ပွဲတွေလိုမျိုး100%စိတ်ကပွဲထဲမှာမရှိနေဘူးဆိုရင်တော့တန့်စင်အတွက်ဒီပွဲကလည်းမလွယ်ဘူးလို့ပဲကျွန်တော်ကပထမဆုံးပြောချင်တယ်။နောက်တစ်ခုကျွန်တော်ပြောချင်တာကတန့်စင်အနေနဲ့နီးပညာပိုင်းတိုးတက်လာပါစေ။ဒီပွဲမှာလည်းတန့်စင်ကစိတ်လောနေနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့တန့်စင်က1 championship မှာနောက်ဆုံးထိုးသက်ခဲ့တဲ့3ပွဲစတဲ့ရှုံးထားတယ်ဗျာ။3ပွဲစတဲ့ရှုံးထားတဲ့ fighter တယောက်အတွက် ပွဲလေးရောက်သွားရင် pressure ကတော်တော်လေးများနေမယ်ဆိုတာကျွန်တော်တို့ martial art သဘောကျတဲ့ပြိသက်တွေအလုံးတည်ထားပြီးသားအရင်ရင်တော့တာရကဘောင်များစွာလေးရှိခဲ့ဘူးရေဗျာ၃ပွဲဆက်မပြောနဲ့၂ပွဲဆက်ရှုံးတာနဲ့ fighter ကတော့မှပဲဒီပွဲရှုံးရင်ငါတို့အခွင့်အရေးမရှိတော့ဘူးဆိုရယ်ပုံစံနေနဲ့ PR တွေဝင်ပြီးအမှားလုပ်ခဲ့တာတွေအများကြီးရှိတယ်တန်းစဉ်ကိုယ်တိုင်လေခင်ဆန်တဲ့ပွဲမှာတော့အဲ့ဒီအမှားကိုလုပ်ခဲ့တာဗျာခန္ဓာပါဆက်ပွဲထဲမှာအာယုံမဆိုင်နိုင်ဘူးအရင်အရင်ပွဲတွေတော့တာကဲရူတို့ဆူရီယန်လက်တို့ကိုနော့ဒေါင်းနေကြအောင်ထိုးနိုင်တယ် အကောင်းဆုံး performance တွေထုတ်ပြနိုင်တယ်ဒါပေမဲ့နောက်ပိုင်းအခြေတွေမှာပြန်ရှုံးခဲ့တယ်ဂင်းဆန်လက်နဲ့ပွဲမှာတန်းစင်ကအဲ့ဒီ pressure တွေဝင်ပြီးတော့ပထမအခြေစတာနဲ့ဘာမှမလုပ်နိုင်မင်းနဲ့အရှုံးပေးလိုက်ရတယ်အဲ့ဒါကပွဲဖီအားလို့ပြောလို့လဲမှမဟုတ်ဗျာဒါကြောင့်ဒီဒီချင်း၃ပွဲဆက်ရှုံးထားတဲ့အချိန်မှာလဲတန်းစင်မှာဒီပရက်ရှာရဲ့ရှိနေမယ်ဆိုတာကျင်းသေးတယ်ဒါကြောင့်တန်းစင်အနေနဲ့ဒီအရာကိုပွဲထဲဝင်ခေါင်းထဲကနေထုတ်နိုင်မှုကအရင်ရေးကြည့်တယ်ဒီ negative thoughts တွေကိုအကုန်လုံးထုတ်လိုက်နိုင်ရင်တန်းစင်မှာက ပွဲပေါ်အယုံဆိုင်မှုတော့ငရင်းကြီးမြင့်တက်သွားနေလေဗျာပြီးတော့လက်ရှိမှာလည်းစူပါလမ်းအချိန်မှာတော်တော်ကြီးလေ့ကျင့်ခန်းတွေတော်တော်ကောင်းတာတွေ training တွေကလည်းမပြတ်လေ့ကျင့်နေတန်းစင်ကအရင်ကတည်းကတင်ယူလိုစိတ်ရှိတယ်တိုးတက်လိုစိတ်ရှိတယ်အောင်မြင်လိုစိတ်ရှိတဲ့ fighter လို့ကျွန်တော်တို့ကမြင်တယ်အဲ့ဒီအချိန်မှာအခုလိုမျိုး technique ကြကြနဲ့တေးချာကဘာကျော် champion ကြီးတွေနဲ့လေ့ကျင့်နေတဲ့အချိန်မှာတန်းစင်ကအနေနဲ့အများတို့တိုးတက်လာမှာပဲဗျာဘယ်လောက်တိုးတက်လာမလဲဆိုတော့ကွင်းထဲရောက်မှကျွန်တော်တို့ကကြည့်ရမယ်ဒါပေမဲ့ အရင်ပွဲတဲ့ဆိုင်တော့အများကြီးတက်လာလိမ့်မယ်အထက်ကသူ့လိုအပ်နေတာကမန်တယ်ပိုင်းမှာမန်တယ်ပိုင်းမှာတေချာကင်တွယ်ဖြည့်ရှင်းနိုင်မယ်ဆိုရင်တော့သူ့အတွက်အများကြီးအခွင့်အရေးရှိနေတယ်လို့ထင်တယ်ပြီးတော့နောက်တစ်ချက်ကတန့်စင်ကကွင်းထဲရောက်သွားရင်အာယုံပြတ်မှုတအားများပါတယ်မလို့အာယုံပြတ်လာလဲဆိုတော့ဗျာသူ့ကိုထိုးတဲ့အချိန်ကျရင်နည်းနည်းလေးထိတာနဲ့ပြသွားတယ်ပြသွားပြီးရင်ခက်ခက်ကြတယ်ခေါင်းယုံငုံထိုးတယ်ပြီးရင်ကော်နာကိုလှမ်းကြည့်တယ်ကော်နာကိုလှမ်းကြည့်ပြီးအနီးပြားရဲ့စကားတွေကိုလိုက်ပြီးနားထောင်တယ်အဲ့ဒီအချက်က အရင်ကြီးတော့မကောင်းဘူးဗျာနီးပြားတွေပြောတာကိုနားထောင်တာကောင်းမိမယ်နီးပြားတွေဘက်ကိုလှည့်ပြီးအာယုံဆိုင်နေတဲ့အချိန်မှာဒီဘက်မှာကွင်းထဲမှာတစ်ဖက်ပြိုင်မဲ့ဖိုက်တာဗျာအနားယူနေတာမဟုတ်သူကလည်းထိုးမှာပဲဒါကြောင့်မလို့အဲ့ဒီအချိန်မှာဆိုရင်တန့်စင်ကအဲ့လိုမျိုးအမားတွေလှုပ်တက်တယ်ဒါကြောင့်မလို့အဲ့ဒီအမားလေးတွေကိုတော့ပြင်ဆင်လာဖို့လိုအပ်တယ်လို့ကျွန်တော်ကတော့မြင်နေဒါကကျွန်တော်မြင်တဲ့အပိုင်းကိုဆွဲထုတ်ပြီးပြောပြတာဒါကတန့်စင်မှာလိုအပ်နေတဲ့အပိုင်းကိုကျွန်တော်ကပြောတာတန့်စင်ကဒီပွဲမှာဘယ်လိုနိုင်မရနိုင်ကြီးရှိလဲဆိုတော့တန့်စင်နေနဲ့ခွန်ပွန်နိုင်ကို distance တစ်ခုကနေခွာထိုးပြီးတော့မကစားတဲ့မူလို့ကျွန်တော်ကတော့မြင်တယ်အနည်းကဝင်ထိုးလက်သေးတွဲလုံးနေနဲ့တောက်လျှောက်ဖီအားပေးပြီးထိုးရင်တော့တန်းစင်တော့နိုင်ဝဲရမယ်လို့ထင်တယ် ပထမအချီမှာတော့နည်းနည်းလေးအကဲခတ်တင်နေပထမအချီမှာ time fighter က blue shot လဲဆိုတဲ့အရာကိုတန်းစင်ကအဲ့ဒီ game plan ကိုမြင်လိုက်ပြီဆိုရင်သူ့အနေနဲ့ game plan ကောင်းကောင်းချနိုင်မယ် divider အားနည်းချက်ကိုတွေးသွားမယ်ဆိုရင်တော့တန်းစင်ကအခွင့်အရေးတွေအများကြီးရှိမယ်လို့ကျွန်တော်ကတော့မြင်ပါတယ်တန်းစင်ဘယ်လောက်ထိလုပ်ပြနိုင်မလဲဆိုတော့တော့စောင့်ကြည့်ရမယ် combo နိုင်ကတော့ yama fighter တွေကငယ်နိုင်ဖြစ်လို့ကြောင့်မလို့တန်းစင်ကိုလည်းနိုင်မယ်ဆိုပြီး hopping ထုတ်လိုက်ပြီ blue ခင်းချင်းဖြစ်လာမယ်ဆိုတော့တပတ်ခါညမှာကျွန်တော်တို့ကကြည့်ရ ကျင်းနေထားလေးကိုပြောချင်ပါတယ်ကျင်းနေထားရ component ကို1.3နဲ့အထက်ကြီးပေးထားတယ်ကျွန်တော်တို့ fighter လေးကို3.4လောက်နဲ့အောက်ကြီးပြင်းပြင်းကိုပေးထားပါတယ်တန်းစင်ရဲ့နောက်ဆုံးထုတ်သက်ခဲ့တဲ့ record ကြီးပွဲချင်နေတွေပေါ် motive pocket တွေကတော့အောက်ကြီးပေးထားတယ်လို့ကျွန်တော်ကတော့မြင်နေဒါပေမဲ့ marshal ပွဲဖြစ်တဲ့ကြောင့်မလို့ဘာမှစဖြစ်သွားနေတယ်ကျွန်တော်တို့ fighter လေးအနေနဲ့ပွဲတဲ့ရောက်သွားရင်ဖီအားအကုန်လုံးကိုကွင်းပေးမှာထားခဲ့ပြီးကွင်းထဲဝင်တဲ့အချိန်တိုင်းပေါ့ပေါ့ပါပါနဲ့ပဲပွဲကိုချင်းကပ်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါခင်ဗျာဒီနေ့ပြောချင်တာတော့ဒါပါပဲမြန်မာဖိုက်တာတွေကသူ့အတွက်ငယ်နိုင်မလို့တန်းစင်ကိုလည်းနိုင်မှာပဲဆိုပြီးကြုံလာလိုက်တဲ့ component အကြောင်းလေးနဲ့တန်းစင်ရဲ့ပွဲပေါ်အမြင်လေးကိုလာရောက်မျှဝေပေးတာပါခင်ဗျာနောက်ရက်ဒီမှာလည်းကျွန်တော်ရဲ့ Marsh Academy Channel နဲ့အခုလို MMA နဲ့ပတ်သက်တဲ့သတင်းတွေ One Championship UFC စရှိတဲ့သတင်းတွေနဲ့မြန်မာကုသဗျူဖိုက်တာတွေထူးခြားတဲ့အကြောင်းတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေမှာဖြစ်ပါတယ်ဒါကြောင့်မလို့ Marsh Local Channel တဲ့ညီကိုရင်းနေနဲ့ကျွန်တော်ရဲ့ Channel လေးကိုလာရောက် Subscribe လုပ်ထားဖို့မြစ်တိုင်ခံကြပါတယ်ခင်ဗျာပရိသတ်အားလုံးထူးဝဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ